မက္ကဆီကိုအလှမယ်ကိုပြစ်တင်ပြောဆိုတာအလှမယ်ရဲ့အပေါ်အော်ဟစ်ဂျိမ်းမောင်းနာနဲ့မလီမစာပြုတ်လုခဲ့တဲ့ Miss Universe Thai Director နာဝက်ပြန်လည်တောင်းပန်ခဲ့ပါတယ်။နာဝက်ကမက္ကဆီကိုအလှမယ် Fatima Bosch ရဲ့ Director ကိုရဲတပ်ဖွဲ့ကနိုင်ငံအတွင်းကနေနှစ်ထုံးလိုက်ကြောင်းနဲ့အဆိုပါ Director ရဲ့ဇကားရီကိုဆက်လက်နားထောင်နေမယ်ဆိုပါကတောင်းဝသူဖြစ်ကြောင်းနိုဝင်ဘာလ၄ရက်ကပြောကြားခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး Miss Universe ပြိုင်ပွဲကိုထိုင်းနိုင်ငံနဲ့တူပိုရဲပြုလုပ်တဲ့ Mexico Miss Universe အဖွဲ့ဥက္ကဋ္ဌရာဦးရိုချာကနာဝရဲ့အပြုမူအပေါ်ပြစ်တင်ရှုတ်ချခဲ့ပြီးအခုနှစ် Miss Universe ပြိုင်ပွဲနဲ့ဆက်နွယ်တဲ့ အခမ်းအနားမှာနာဝရဲ့ပါဝင်မှုကိုရှော့ချကန့်သက်ကြောင်းကြေညာခဲ့ပါတယ်။နိုဝင်ဘာ9ရက်နေ့ညက Miss Universe 2025အတွက်ကြိုဆိုပွဲအခမ်းအနားပြုလုပ်စဉ်အတွင်းနာဝကတောင်းပန်စကားပြောကြားခဲ့ပြီးသူဟာဖီအားရီအောက်ရောက်ရှိနေခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ကျွန်တော်မှဖီးယားအများကြီးရှိတယ်ဆိုတော့ခင်ဗျားတို့နားလည်ကြမယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်လည်းလူသားတယောက်ပဲလေ။တခါတလေကျွန်တော်မထိန်ချုံနိုင်မို့စကားမဆက်ကျွန်တော်ခင်ဗျားတို့အားလုံးကိုလေးစားတဲ့အတွက်ဘသူ့ကိုမှထိခိုက်နင်းနာလို့စိတ်မရှိဘူး။ဒီကိစ္စဖြစ်သွားတဲ့အတွက်လည်းကျွန်တော်စိတ်မကောင်းပါဘူးလို့နာဝက်ကဆိုပါတယ်။